ကဘာဆိုတာဘာကို ပြောတာတုံးလို့ဆိုလို့ရှိအခုဘုန်းကြီးတို့နေတွေနေထိုင်တဲ့သိပ္ပံဆရာတွေပြောတဲ့ကဘာချိုကြီးပေါ့ကိုနေထိုင်တဲ့ဟောဒီမြေလွာကြီးပေါ့နော်ခွာလုံးကလည်းလက်ခံထားသလိုဖြစ်နေပြီပေါ့ကဘာလုံးကြီးတွေ့နေကြမှာပေါ့နော်နိုင်ငံကြီးအားလုံးဟာအဲ့ဒီကဘာလုံးကြီးပေါ်မှာရှိတယ် ူပြေရှိတယ်ကျွန်းကြီးလေးကျွန်းပါတယ်တိုက်ကြီးတွေပါတယ်အလဲဘိုးကမြင်းမို့တောင်းပင်လဲနဲ့အဲ့ဒီလိုဒါဝဆက်ကြဝလာတစ်ခုလို့နေတစင်းလာတစင်းနဲ့ပတ်ရံထားတဲ့အဝန်းဝိုင်းကြီးတစ်ခုဆက်ကြဝလာတစ်ခုဖြစ်တယ်အဲ့လိုဆက်ကြဝလာပေါင်းအနန္တလို့ဆိုတယ်ဆက်ကြဝလာ တထောင်ကိုစုလည်းနေကလောကတတုလို့ခေါ်တယ်။အဲ့လိုစัจ java လာတထောင်ကိုမစ္စမိကလောကတာစัจ java လာဂရေတသိန်းတို့ဆိုတာ၄ရှိတယ်။ရသော်ဘုရားဖော်တော်မူတဲ့အခါမှာအခုလိုကဘာမြေကြီးပေါင်းတထောင်ဟာငရင်လှုပ်တဲ့အခါမှာတပြိုင်နဲ့လှုပ်တယ်လို့ပြောတယ်။နော်တပြိုင်နဲ့တုံလှုပ်တယ်။ဘုရားပြိဋိနိဗ္ဗာန်ဆန်တဲ့အခါမှာလည်းပဲတပြိုင်နဲ့တုံလှုပ် တပည့်ဆက်ကြာဟောတဲ့အခါမှာလည်းတပြိုင်နဲ့တုံလို့တယ်အဲ့ဒါကြောင့်မို့ဖះနဲ့ပတ်သက်ပြီးတော့ဒီဆက်ကြာမလားတသောဟာဇာတိခေလို့ခေါ်တာရသဗျာမွေးဖွားတဲ့ဧရိယာကြီးပေါ့နော်ဖះမွေးဖွားတာကိုအတိမတ်ပြုတဲ့သဘောကဘာမြေကြီးဟာတုံဟီးတယ်ဘာတော်ကလည်းတုံဟီးတယ်ဖះဖြစ်တော့လည်းတုံဟီးတယ်တပည့်ဆက်ကြာဟောတော့လည်းတုံဟီးတယ်ပြိဋိနိဗ္ဗာန်စံတယ် ပြိနိဗ္ဗာန်စမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်အစတုန်းအဲ့ဒါလို့ဆွကြောလားတသောသို့သောမြတ်စွာဘုရား ဟောကြားထားတဲ့ပရိတရားတော်တွေကြတော့ဆွကြောလားဂရေတသိမ်းမှရှိတဲ့နတ်တိပြမတွေကအလုံးလက်ခံထားတာဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားပရိတရားတော်ရဲ့အစွမ်းတကူဟာဂရေတသိမ်းထိပြန့်နှံ့နေလို့သူတို့ဆိုတယ်အဲ့ဒါလို့ဆွကြောလားတသောကိုတော့ဇာတိခေတ် ဆက်ကြပါလားခရီးတသိန်းကိုတော့အာနာခိတ္တုခေါ်တယ်အာနာဆိုတာမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသိပေးဟောပြောထားတဲ့ဒီဒေသာဧရိယာကြီးလို့ပြောဘုရားဟောတဲ့တရားတော်တွေကြားနိုင်ရတဲ့ဧရိယာကြီးကဆက်ကြပါလားခရီးတသိန်းရှိတယ်လို့ပြောအာနာဆိုတဲ့အဓိပ္ပာယ်ကဗမာစကားမှာတော့အမိန်ပေးတာလို့ဒီလိုအဓိပ္ပာယ်ရတယ်သို့တော့ပါဠိမှာအဲ့တိုင်းကြီးပဲအဓိပ္ပာယ်မရဘူး အာနာဆိုတာသိစေတာဆိုလို့ရမြတ်စွာဘုရားဟောတဲ့တရားတွေကိုသိရှိ နားလည်တဲ့ပုဂ္ဂိုလ်တွေရှိတာခရစ်တသိမြတ်စွာဘုရားအာယုံပြုလို့ရတာကြတော့ဝိတ္တယခေတ်လို့ခေါ်တယ်ဝိတ္တယခေတ်ကတော့စัจ java လာအနန္တလို့မှတ်ရအဲ့တော့စัจ java လာခေတ်၃မျိုးခိတ္တဆိုတာဧရိယာကိုပြောတာအင်္ဂလိပ်စကားဧရိယာနဲ့တရားခိတ္တနဲ့တူတယ်နော်ပမာစကားခိတ္တလာတယ်ဆိုတာမနဲ့မဆိုင်ဘူး နော်ခစ်ဆိုတာဧရိယာတခုကိုခစ်တဆိုတာပါဠိတကားသုံးတယ်သာအဲ့တော့မြတ်စွာဘုရားဖွာတော်မူတဲ့ဧရိယာကြီးကိုဇာတိခစ်ခစ်တပေါ့ဇာတိခစ်အဲ့တော့ဗမာစကားနဲ့ဟိုအရေကလွဲမှားတဲ့ဟိုတွင်ပေါ့မတူညီတော့အတိတ်ပဲလွဲမှားသွားတတ်တယ်အခုခေတ်ကျတော့ခစ်ဆိုတဲ့တကလုံးသုံးပြန်တဲ့အခါကျတော့အချိန်ပိုင်းဆိုတဲ့အတိတ်ပဲရောက်တယ် ခုခေလူငယ်တွေခုခေလူကြီးတွေနဲ့ပြောတာကြတော့အဲ့ဒါအချိန်ကိုပြောတာအခုပြောတဲ့ဇာတိခေဆိုတာဧရိယာကိုပြောတာတော့မှတ်ထားတာမန်ခေတ္တလို့ပြောလို့ရှိရင်တော့လေလေခွင်းစိုက်ပြိုးတဲ့ဧရိယာလေးတစ်ခုကိုခေတ္တလို့ခေါ်တယ်သူ့လေရာငါလေရာအဲ့တော့ပါဠိစကားလုံးကိုယူပြီးတော့သုံးတဲ့အခါကျတော့အထိပ္ပယ်လေး မျိုးစုံထွက်နေတယ်ပေါ့နော်အဲ့တော့သာတိခေဆိုတာမြတ်စွာဘုရားမွေးဖွားတဲ့အခါမှာငရင်လှုပ်တဲ့ဣရိယာကြီးအာနာခေဆိုတာမြတ်စွာဘုရားတရားတော်ကိုကြားသိပြီးတော့လက်ခံထားကြတဲ့ဣရိယာအတိုင်းတာစัจจဝလာဂရေတသိန်းကိုခေါ်တယ်ဝိဒယာခေဆိုတာမြတ်စွာဘုရားအာယုံပြုနိုင်တဲ့အနန္တစัจจဝလာကိုဆိုတယ်အဲ့ဒီခေသုံးပါးကို မသားကြမှာဖြစ်တယ်အဲ့ဒီမြတ်စွာဘုရားပွင့်ပေါ်လာတဲ့အခါမှာဒီပွင့်ပေါ်လာတဲ့အခါမှာဒီကဘာကြီးဒီဗဒ္ဒကဘာကနေပြန်ပြီးတော့အဲ့ဒီအခုပြောခဲ့တဲ့ဇာတိခေတ္တအာနာခေတ္တဝိဒ္ယခေတ္တဆိုတဲ့ အတိုင်းတာဧရိယာကြီးဟာ စက်ကြဝဠာနဲ့ရေတွက်ထားတာဖြစ်တယ်ပေါ့အဲ့ဒီစက်ကြဝဠာဆိုတဲ့ဒီကဘာတွေဟာသာဝရရှိနေတာ မဟုတ်ဘူးမီးလောင်လို့ပျက်စီးသွားတဲ့အခါရှိတယ်လေတိုက်လို့ပျက်စီးသွားတဲ့အခါရှိတယ်မိုးကြီးကျယ်ရွာပြီးအေးပျော်ပျက်စီးသွားတာရှိတယ်ပေါ့တနေ့ကျလို့ရှိရင်ဒီဘာရကဘာကြီးဟာမီးဖြက်လို့မီးလောင်ကျွမ်းပြီးတော့ အမုံအမွားအဖြစ်ပြောက်ွယ်သွားမှာပဲဖြစ်တယ်နော်မိမောင်မိလုံတော့မိမိလုံသွားလို့ရှိရင် ပြက်အောင်မှာပဲဒီဟာပြောက်သွားမှာအဲ့လိုပြောက်သွားတဲ့ကဘာပေါင်းဟာဒီကဘာကနေပြန်ရည်ချင်း60တကဘာမြောက်လို့တို့ဆိုလိုတယ်နော်ပြောက်ပြောက်သွားတဲ့ကဘာတွေအများကြီးရှိတယ်လေးအတင်ချေနဲ့ကဘာတသိန်းဆိုပါရွေးဖြည့်တာ ပြောင်းသွားတဲ့ကဘာပေါင်းဟာမရေမတွက်နိုင်အောင်ကလေးကဂျုံပြီးတော့ရှည်တွက်လို့ရတာတသိရှည်တွက်လို့မရတာကလေးကလေးကဖြစ်လို့ပြောတာအသင်ချေရဆိုမတမ်းမရှိတော့အောင်ကြာညောင်းလို့လေးကဂျုံတယ်ဆိုတာအဲ့ဒီဟာလေးခုနဲ့ရှည်တွက်လို့ရတာတသိအဲ့ဒါကိုလေးအသင်ချေနဲ့ကဘာတသိလို့ခေါ်တာပါရမီဖြည့်ခဲ့တာ ဒီကြားထဲမှာကဘာရီမြောင်များစွာပျက်စီးသွား